ဒီကျမတို့ပညာရေးကကျမတို့ကလေးတွေကိုပညာပေးခြင်းတော့နီလန်းပေါင်းစုံတော့ရှိတယ်အရင်တော့ခက်ခဲတယ်ဒါပေမဲ့လည်းလှုပ်လို့ရတဲ့အခြေအနေရှိလားဆိုတော့လှုပ်လို့ရတဲ့အခြေအနေရှိတယ်ကျမတို့အချိန်တစ်ခုတော့ယူရမှာပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီကလေးတွေကအဲ့လိုမျိုးစဉ်းစားတွေးခေါ်ထက်တဲ့အရာမရှိလို့ရှိရင်တော့ဒီအဆုတစုစုလူတစုစုရဲ့ဒီအတုံးချခံအတုံးပြုခံဖြစ်သွားလိမ့်မှာပေါ့နော်သူတို့မှာပါကိုပိုင် ိုပိုင်စဉ်းစားနိုင်တဲ့အတွေ့အခေါ်မရှိဘူးဆိုတော့သူတို့နဲ့ညီတဲ့သူတွေနောက်ပဲသူတို့ကလိုက်ရင်လည်းဒီဒီဟာဒီဒီဟိုဥမာမတရားတဲ့သူတွေဇောက်ပါလေလို့ရှင်တော့သူတို့အတွက်အင်အားအများကြီးဖြစ်သွားလိမ့်မယ်ဆိုတော့ဒီပညာပညာပေးတာကတော့အရင်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ဒီ assess မဖြစ်တဲ့နေရာတွေမှာကြတော့ဟိုသက်ဆိုင်ရာအဖွဲ့အစည်းနဲ့ကျမတို့ဘယ်လိုဆက်သွယ်ပြီးတော့ဘယ်လိုလုပ်ကြမလဲပေါ့အဲ့ဒါလေးတွေကိုတော့ဟိုကျမတို့အဓိကကတော့မြေပြင်မှာ စင်းပြီးလာပြောပြီးလာကြည့်ပြီးလာလုံးမပဲဟိုကျမတို့ကအကောင့်ထဲပို့လို့ရမှာဟိုဆိုတော့ဒီကလေးတွေပညာတက်ဖို့ကတော့အရင်အရေးကြီးတယ်မဟုတ်လို့ရှိရင်တော့ဟိုတို့ကိုယ်ပိုင်စဉ်းစားတွေးခေါ်တဲ့ဉာဏ်မရှိနေရင်တော့ဒါတော့ကျမတို့ဟိုကောင်းတဲ့ဘက်ချင်ရောက်ရင်တော့ကောင်းတဲ့ community လေးကိုလောက်လာမကောင်းတဲ့ဘက်ချင်ရောက်ရင်တော့ကျမတို့ပို့ပြီးတော့ပြက်တုံးတဲ့အပိုင်းကိုသွားမှာဆိုတော့ဟိုဘယ်လိုပြောမလဲအရင်တော့ခက်ခက် ခက်မဲ့ process တစ်ခုပဲဒါပေမဲ့အဲစူးစမ်းပြီးတော့လုပ်ရင်တော့ရနိုင်ပါတယ်ဘာဖြစ်လို့လဲဒီကျွန်မဥပမာပြရရင်ဒီ migrate education ကိုကျွန်မတို့ကလှုပ်လာတာဟိုနှစ်ပေါင်း30လောက်ရှိပြီအဲ့နှစ်ပေါင်း30မှာမှခုချိန်ထိလူတွေကမသိသေးဘူးအမှန်ဆိုလို့ရှိရင်စေကြောင့်နိုင်ငံရေးကြောင့်စီးပွားရေးကြောင့်အလောက်ကန်ကြောင့်ထွက်လာလို့လာတဲ့ကလေးတွေအများကြီးရှိတယ်ဆိုတာကိုကျွန်မတို့ကကလေးတွေကိုဘယ်လောက်ထိကျွန်မတို့ကကလေးမိဘတွေကအစအချင်းကြီးအမျိုးကြောင့်လာတဲ့အချိန်မှာသူကကြောင်းမထောင်းသူရဲ့ဘဝရှင်တန်ရေးအတွက်သူရဲ့နေစာဝတ်နေရေးအတွက်ပဲသူက စဉ်းစားပြီးတော့ကလေးတွေမထားအောင်အဲ့ဒါကျွန်တော်တို့ကအတင်းကျက်ခေါ်ယူပြီးတော့အနှစ်30လောက်မှပဲအခုမှပဲလူတချို့ကစသတိလာတယ်အဲ့လိုစူးစမ်းသလိုဆိုတော့ဒီ IDP ကိုလည်းကျွန်တော်တို့ကပညာရင်းနဲ့လုပ်တဲ့အချိန်မှာလည်းအချိန်တခုတော့ကျွန်တော်တို့တော့ယူရမယ်လို့တော့ကျွန်မကတော့အဲယုံကြည်တယ်ဒါပေမဲ့ကျွန်တော်တို့တော့အချိန်ယူစရာမလိုတော့ဘာဖြစ်လဲဆိုတော့အခုက ဟိုဆက်သွယ်မှုတွေအားကောင်းတဲ့အချိန်ဆိုလို့ရှိရင်တော့ဒီထက်တော့ပုံမြန်သွားလိမ့်မယ်ပေါ့ခက်တော့ခက်မယ်ဒါပေမဲ့လုံနိုင်တဲ့နည်းလမ်းတွေတော့အများကြီးရှိတယ်ဒီပညာရေးကဒီရေရှင် invest လုပ်ရတဲ့အရာတစ်ခုအတွက်ကြောင့်ဟိုအရင်ကို passion ဖြစ်တယ်အရင်အရေးကြီးရယ်ဆိုလို့ရှိရင်တော့အဓိကကတော့ဒီအစိုးရတဲ့သူတွေပေါ့အစိုးရဒီကပဲကျွန်တော်တို့ကူညီပေးရင်တော့ပို့ပြီးတော့သူကတည်တက်မှလေပို့ပြီးတော့ခိုင်းပေးမယ်ဆိုတော့ဒီလိုမျိုး ဟို INGO တွေလူမှုအဖွဲ့အစည်းတွေကူညီသလိုဒီအစိုးရတဲ့သူတွေကလည်းဒီဟာလေးကိုဝိုင်းကြည့်ပြီးတော့ကူညီပေးရင်တော့ပို့ပြီးတော့ဖြစ်မြောက်မယ်လို့တော့ထင်တယ်။